ဒီဗီဒီယိုလေးမှာစတိုင်ပန်ပေါင်းမီအိတ်ထောင်ခြုံနီးနဲ့ပတ်တန်လေးကိုပြပြပေးသွားမှာပါ။ပေါင်းမီလေးကိုဝတ်လိုက်တဲ့ဆိုရင်ဘလူပုံလေးထွက်လဲဆိုတာကိုလည်းဝတ်ပြထားပါတယ်နော်။သူက basic လေးတက်ထားတယ်။ခါမှာကပတ်ထည့်ထားပြီးတော့ jig ကလေးနဲ့နည်းနည်းဟိုသုံးစင်ကျိတ်ဆိုတော့အတင်းအကျပ်ပြောင်းလဲလို့ရတယ်ပေါ့နော်။ flare pants လို့ခေါ်ပါတယ်။အဲ့ဒါဆိုရင်ခြုံနီးလေးအရင် ပြောရမယ်ဆိုရင်ဒါကတော့ကိုတယ်လေးပါ။ကိုတယ်ကိုမှသူကနောက်ထပ်အိတ်ထောင်အတွဲပိတ်ဆလေးနှစ်ဆညှက်ရပါတယ်။ပတန်လေးကနောက်ဒီခြုံနီးလေးပြီးရင်ပတန်လေးပါထည့်ပေးထားတယ်နော်။အဲ့ဆိုရင်ခုဒီဗီဒီယိုမှာပြထားတဲ့အတိုင်းအဲ့ဒီပိတ်ဆလေးနှစ်ခုကိုအရင်ဦးဆုံးပို့ပြီးတော့ချုပ်ပါမယ်နော်။ ဲ့လိုပိတ်စလေးနှစ်ခုချုပ်ပြီးသွားတဲ့အခါမှာအလှဘက်ကိုပြန်လှန်ပြီးတော့နောက်ထပ်ရင်းတစ်ချောင်းလေးထပ်ပြီးတော့ပြီးကြည့်သွားအောင်လို့ထပ်နေမယ်ပေါ့နော်မိချိုလေးနဲ့ဖြီးတယ်ဆိုလည်းရပါတယ်ဒါပေမဲ့ဒီလိုမျိုးလေးမြင်းချောင်းပြီးနားမှာကပ်ပြီးနေလိုက်တော့ပို့ပြီးတော့ပြီးပြီးရီဖြစ်သွားပါတယ်အဲဆိုရင်အဲ့ဒီအနေထားရပြီဆိုရင်နောက်ထပ်အိတ်ထောင်မှာတက်တယ်နောက်ထပ်အဖက်ကလေးတစ်ဖက်ပေါ့နော်အဲ့ဒါကိုလည်းပူးတွဲပြီးတော့ခုပြထားတဲ့အတိုင်းလေးဆက်ပြီးတော့ချုပ်လိုက်ပါမယ် ။ "तू ကလေခုလိုမျိုးချုပ်နီးအရင်ကြီးတဲ့အခါမှာလည်းနည်းနားမလည်တယ်လို့ဖြစ်လိမ့်မယ်။အိတ်ထောင်မချုပ်ဘူးတဲ့သူတွေပေါ့နော်။ဒါပေမဲ့ဒီချုပ်နီးလေးပြီးရင်နောက်ဒီဗီဒီယိုရဲ့နောက်ပိုင်းလေးမှာ तू ကပတ်တန်ယူနီးလေးစတိုင်ပန်နေမှာဆိုရင်အိတ်ထောင်ဘယ် size ယူတာအဆင်ပြေတယ်လဲ။ဘလိုမျိုးလေးလဲဆိုခုခုနကဗီဒီယိုရှေ့ပိုင်းမှာမြင်တဲ့အတိုင်းပဲဒါဝတ်ပြထားတဲ့အနေထားလေးပေါ့နော်။အဲ့ဆိုဒီရဲ့ဗီဒီယိုလေးအတိုင်းပဲဒီအိတ်ထောင်လေးတွေကိုထည့်ပြီးတော့ချုပ်ကြည့်ကြပါ ကိုကလိုအပ်တာမျိုးရှိခဲ့တယ်မေးချင်တာရှိလဲဆိုရင်လည်း comment box မှာမေးလို့ရတယ်เนาะအဲဆိုရင်ခုဒီမှာပြထားတဲ့အတိုင်းအိတ်ထောင်စာကိုထည့်ပြီးတော့ချုပ်နေပါတယ်အဒီစင်တီချုပ်ပြီးသွားပြီဆိုရင်သူကခုချုပ်လိုက်တဲ့ဒီဒီဒီတောင်ခွေလေးပေါ့အဲ့တောင်ခွေလေးကိုကင်းချီလိုက်မယ်နော်ချီမြင့်လေးကိုလက်စတတ်ပါ ဒါကတော့မြင်တာအောင်လို့လေပင်အပ်လေးတွေနဲ့ထိမ့်ပြီးတော့အဲကြည်လို့အဆင်ပြေအောင်ထုတ်ပြထားပါတော့ဒါဆိုရင်ဒါအိတ်ထောင်ထည့်လို့ရသွားပြီ frame ရသွားပြီပေါ့နော်ပြီးရင်ခုနတိုင်းပဲကင်းချီလေးလဲခုနလိုက်လိုက်ရမယ်လို့ပြောတဲ့အစ်စ်မှာပဲကင်းချီလေးလိုက်လိုက်တယ်ဒါကတော့မိကျူထိုးလိုက်ပြီဆိုတတရရဲ့ကလေးမြင်ရမှာပေါ့လေဒါချုပ်နေရင်းနဲ့ဆိုတော့ကြည်လို့ရအောင်ပြဒါလေးကခုနကချုပ်ပြထားတဲ့ ဘောင်းမီ8000ရဲ့ပတန်ယူနီလေးပါเนาะဒါကတော့ပတန်ကတော့ဘောင်းမီရှည်ဆိုတော့လေဒီမဲ့ဒီလိုတော့အရှိအကြီးပဲဒါပေမဲ့အဓိကကြတဲ့8000နီယာလေးကိုပဲပြပြလိုက်မယ်เนาะ ပေါင်းမီချုပ်ဖူးတဲ့လူတွေတိမာပါဒါကခပ်ပပြားစာလေးပါပေဒံတပြားပေါ့နော်ပေဒံတပြားခပ်ပပြားစာရှိပါမယ်အဲ့ဒါဆိုရင်ဒီအိတ်ထောင်ယူယူတဲ့ site ကလေးပေါ့နော်ကိုတော်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 အဆင်ပြေတယ်ဂျန်နယ်တွေတော့ဘယ် site ယူလဲတော့အတိအကျကိုမသိပေမဲ့ကိုကစတိုင်ပန်ချုပ်ပြီဆိုရင်ဒီ site ကလေးပဲအများရန်သုံးပေးတယ်တော်တော်အဆင်ပြေတယ်ပေါ့နော်အဲ့ဆိုယူယူတဲ့အာ site ကလေးပြောပြပါမယ် ဒီဘေးဆွန်ကဒါချုပ်ချောင်းပေါ့เนาะဒါက3 cm ချုပ်စာကိုဘာသာကိုပေးနေတဲ့ဗျာဘေးကနေထပ်ပြီးတော့ထားရမယ်ပေါ့เนาะအကျဉ်အကျဉ်လို့လို့ရအောင်လို့လေဒါကတော့မူရင်းပတ်တန်ဆိုင်ပဲဘေးကနေပြီးတော့ချက်စာတွေဘာမှမပါဘူးပေါ့เนาะအဲဆိုရင်ပထမဦးဆုံးပေးတဲ့ဗျာစာနဲ့ဘာမှမဆိုင်ပါဘူးသူဟာသူတိုင်းထားလိုက်ပါဒါကခပ်ပတ်ပြားပေါ့เนาะအဲ့ဒါဆိုရင်ဒီဘက်အစွန်းကနေစပြီးတော့သူက7 cm ယူပါတယ်เนาะမေ မြင်ရလားမသိဘူး။7 cm အရင်ဆုံးယူလိုက်ပါတယ်။ယူပြီးရင်အမှတ်ကလေးမှတ်ခဲ့။မှတ်ခဲ့ပြီးရင်သူ့အတွင်းထဲကိုနောက်ထပ်4.5 cm ထပ်ပြီးတော့ယူမယ်။ဒီနေရာမှာပြောလိုက်မယ်ဒီနားမှာတောက်ရှိတယ်။ဘာမှမဆိုင်ဘူး။ တောက်ဟာတောက်တိုင်းပဲသူကလည်းသူချုပ်ရမှာပဲခုဒီမှာဆိုရင်ဒီ4.5လို့မှတ်လိုက်တဲ့ဒီနေရာလေးမှာဒီနေရာမှာဒီမှာကြည့်တာဆိုရင်4 cm တောက်ချုပ်တဲ့နေရာလေးဒီတိုင်းထားလိုက်ဘာမှမဖြစ်တောက်ဟာတောက်ချုပ်ရမှာပဲ8000ဟာ8000ပဲနော်အဲဆိုရင်ဒီအတွင်းလေးလေးကို4.5 cm ယူလိုက်ပြီဟုတ်ပြီဒီအကန်ပြီးသွားပြီဆိုရင်ဒီ point ကနေပဲအောက်ကိုဘယ်လောက်ချမလဲအောက်ကိုသူက12 cm ချပေးမယ် ဟုတ်ပြီ तू နဲ့တခါတည်းပဲမှတ်လိုက်မယ်စနစ်ချပြီဆိုနောက်ထပ်ဘယ်လောက်ထက်ချမလဲဆိုရင်7 cm ထက်ချမယ်เนาะဒီမှာ7 cm ထပ်ပြီးတော့ချမယ်အဲ့ဒါဆိုရင်ဒီပထမချထားတဲ့ဒီအမှတ်ကလေးနဲ့ခုနတုန်းကဝင်ထားတဲ့7 cm လေးနဲ့ကိုပေကွေးလေးနဲ့ပြပြလေးကအရန်ကြီးဟိုက်ဟိုက်ကြီးတွေဝိုက်တယ်ဆိုရင်အဲ့ထောင်ကြီးကမလာဘူးเนาะဒါတော့အင်ကြီးပေါ်မှာတက်မယ်ဆိုရင်တော့အဲ့ထောင်ပုံစံကတမျိုးလေးเนาะဒါကကြတော့စိုင်ပန်ပေါ်မှာ တင်တဲ့အိတ်ထောင်ဆိုတဲ့အတွက်ဒီလိုလေးပြပြလေးပဲဒီလိုတန်တန်ကြီးလည်းမဟုတ်ဘူးเนาะဒီမှာဒီလိုဒီလိုတန်တန်ကြီးလည်းမဟုတ်ဘူးပေကွေးလေးနဲ့ပြပြလေးဝိုင်းလိုက်မယ်ဒီဟာရပြီဒါသူ့ရဲ့ဒီအပေါ်ပိုင်းကဗျက်ကလေးပေါ့နော်အဲ့ဒါဆိုရင်ခုနဒီဘက်မှာ7 cm ဒါထပ်ပြီးတော့ချထားတယ်လေဟဲ့ချထားတဲ့7နဲ့တောင်းဗျက်ကလေးဆွဲလိုက်မယ်ဆွဲလိုက်ပြီးခုနတော့ကအပေါ်က4.5ဝင်ထားတဲ့အမှတ်ကလေးနဲ့ ဒီအောက်ကအမှတ်ကလေးနဲ့ကိုတောင်းမှန်လေးတောင်းပြက်ကလေးဆွဲလိုက်ပြီဆိုရင်ခုဒီမဲ့စတိုင်ပန်ပေါ်မှာအမြဲတမ်းတင်ပြီးတော့အာချုပ်တင်ချုပ်တယ်တော့မဟုတ်ဘူးเนาะစတိုင်ပန်ပေါ်မှာထည့်ပြီးတော့ချုပ်တဲ့အဲ8000 site ကလေးကိုရပါပြီဟဲ့ခါကြရင်ပတန်ကဒီလိုဆွဲပြီလားဆိုမပြီးသေးပါဘူးဒီ8000ကိုနောက်ထပ်ပတန်နေထပ်ပြီးတော့ပွားရပါအောင်မယ်ဘယ်နာနေစပြီးတော့ဟိုစူးလိမ့်လှိမ့်မလဲဆိုရင် ီစုလိမ့်လေးပါဒီစုလိမ့်လေးနဲ့ဘယ်ကနေစပြီးတော့လိမ့်မလဲဆိုရင်နောက်ထပ်ပတ္တန်နှစ်ခုနှစ်ခုထပ်ပြီးတော့ပွားရပါမယ်ပထမတစ်ခုကဒီတောင်လေးရနေပြီးတော့ဒီမှာเนาะဘင်းလုံးလေးနဲ့လိမ့်ပြလိုက်မယ်เนาะနမူနာပေါ့เนาะဒီလိုလေးလိမ့်ပါမယ်ဒီဗျက်ကလေးကိုလည်းလိမ့်ပါမယ်ဒီတောင်လေးကိုလည်းလိမ့်ပါမယ်ဒီပတ်ထီကိုလိမ့်ပါမယ်ဒီနားလေးထိထိုက်ခါမှာလိမ့်လိုက်ရင်ဒီလိုလေးတစ်ချက်ထွက်လာမယ်ဒီလိုလေးပေါ့ ဲ့တခုထွက်လာပြီဟုတ်ပြီဒါကကိုယ်တဲ့ဘောင်းမီနဲ့တွဲချုံမဲ့အပိုင်းဖြစ်သွားပြီဒါလေးကစညက်တဲ့ခါမှာတို့ကဘောင်းမီညက်တဲ့ခါမှာဒါလေးကဒီအဟိုက်ကလေးတိုင်းညက်ရမှာလीနော်ဒီခပ်ပြားကခပ်ပြားတိုင်းပဲနော်ဘောင်းမီကိုယ်တဲ့ညက်တဲ့ထဲမှာခပ်ပြားနဲ့ဘာမှမဆိုင်ဘူးအဲ့ဒါဆိုတော့ဒီကောင်တိုင်းလေးကိုဒီလိုမျိုးလေးချုပ်စာလေးနဲ့ဒီလိုမျိုးလေးညက်မှာဆိုတော့ဒီကောင်ကသာနောက်ထပ်ပိတ်စတစ်ခုဆိုရင်ဒီနှစ်ခုကိုပူးချုံမယ်ပူးချုံပြီးရင်လှန်လိုက်မယ် ။ခေါင်းမိချုပ်ဘူးတဲ့လူတွေဆိုရင်သိမှာပါနော်။ဒါလေးရလေ။ဒါပြုတ်ပြတာခြုံနီးလေးတော့တစ်ခါလေးပြုတ်ပြပေးတာ။ဒါပူးချုပ်လိုက်မယ်။ပူးချုပ်ပြီးဟိုဘက်ကိုလှန်လိုက်မယ်။လှန်လိုက်ပြီးအတွင်းထဲမှာခံစားရှိအောင်ပါလေ။ခေါင်းမိရဲ့ဒီတိုင်းအပေါက်ကြီးထားလို့မရဟုတ်လား။ဒီဒီဘက်ရဲ့ခံစားရှိအောင်။ဟဲ့ခံစားလေးကိုရဖို့ဆိုရင်လည်းဘယ်နားအစပြီးစူးလိမ့်မလဲဆိုရင်ဒီနားကစပြီးစူးလိမ့်မယ်။နော်လိမ့်မယ်ဒီလိုလိမ့်လာမယ်ဒီလိုလိမ့်လာမယ် ဒီဘက်ထိလှိမ့်မယ်ဘေးတွေလည်းအော်ဘေးတွေလည်းလှိမ့်ပေးမယ်ဒါကတော့ဒါကျင်းတဲ့အတွက်ဒါလေးကိုတခြားချစ်ထားတာကိုကဘာမှကျင်းစရာမလိုဘူးဆိုရင်ဒီတိုင်းပဲဒီဘက်ဘေးနံရံချုပ်ချောင်းထိလှိမ့်ပေးမယ်ဟဲ့ခါမှာဘလိုပုံစံလေးထွက်လာမလဲဆိုရင်ဒီမဲ့ဒီလိုလေးထွက်လာမယ်နော်ဒီလိုလေးထွက်လာတော့ဒါလေးကအောက်ခံဖြစ်မယ်ခုအပေါ်ကဘောင်းမီကိုတယ်ဆိုပါစို့ချုပ်ပြီးပြီဆိုရင်ဒီနှစ်ခုကိုပူးချုပ်လိုက်တဲ့ခါမှာဒါလေးကအိတ်ထောင်ဖြစ်သွားတယ် နော်ရှေ့ပိုင်းမှာချုပ်တဲ့ပုံချုပ်ထားတယ်ပိတ်ဆောက်ကိုချုပ်တဲ့ဟာလေးလည်းပြထားတယ်နော်အပေါ်ပိုင်းမှာခပ်ပတ်ကလေးကသူ့ဟာလေးနဲ့သူတက်မယ်ဆိုရင်အဲစမတ်ကြတဲ့ဘောင်းမီလေးထဲမှာပါတဲ့အိတ်ထောင်လေးဆိုတော့300ရတာလည်းအဆင်ပြေတယ်ကြည်ရတာလည်းဟိုဝေးရတဲ့သူအတွက်ပဲဖြစ်ဖြစ်ဟဲ့အိတ်ထောင်ကြီးတကယ်ပစ္စည်းထည့်ခြင်းမတော့ထည့်လိမ့်မယ်ဒါပေမဲ့စတိုင်ပန်ကဗျံမြောင်ရှင်းရှင်းကြီးတဲ့သူ့ဟာလေးနဲ့သူအိတ်ကက်ကလေးတွေပါတယ်ဟုတ်လား ဒီခပ်ပပြားလေးဆိုလည်းတိတိတက်တက်လေးလှုပ်ထားရတယ်ချုပ်ချောင်းလေးတွေလည်းရှင်းရှင်းလင်းလင်းအဲနင်းထားတယ်ဆိုရင်ကိုယ့်ရဲ့ချုပ်တဲ့အထည်လေးက quality ပြည့်မီတယ်လို့ဝတ်တဲ့လူကလည်းခံစားရတယ်လို့ဆက်ချုပ်တဲ့အကြောင်းကိုတည်တဲ့လူကလည်းဘေးကနေကြည့်အောင်လေအဲဘောင်းမီလေးကချုပ်ထားတာတက်ရက်လှပါလားဆိုပြီးကိုယ့်ကိုချီကျူးလိုက်မယ်နော်ဒီတိုင်းလေးသုံးကြည့်အစမပြေတာရှိရင်နောက်ထပ်သိကျင်တာရှိရဆိုရင်လေဒီဗီဒီယိုရဲ့ comment လေးမှာ comment လေးတွေမှန်ပြီးဖို့ မှတ်ပြီးလို့ရပါတယ်เนาะအဆင်ပြေတယ်ဆိုရင်လည်းဒီလိုဗီဒီယိုလေးတွေအဲအများကြီးထပ်ပြီးတော့လုပ်ပေးပါဦးမယ်လို့ကျေးဇူးတင်ပါတယ်